မင်္ဂလာပါပရိသတ်ချင်းတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 4ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မော်မီဆော့ခ်ဆန်နေတူတာတဲ့ပွဲမှာစူမေမကောင်းလုပ်ပြနေလို့ပြည်သူမြေတာခံယူနေရတဲ့နော့ဖွန်ရထားတဲ့မင်္ဂလာပွဲမှာတွေ့ဆုံကသူ့ကိုရွှဲပြနေတဲ့ဟိမီယန်နေဆိုဖီတဆင်ကိုအခုလိုပညာသားပပနဲ့တုံ့ပြန်ခဲ့တဲ့ဝိုင်းစုခိုင်းတဲ့တဲ့တောင်ကြီးတဆောင်းနိုင်ကိုဈေးကြီးလွန်းနေလို့ဝေဖန်နေကြတဲ့သူတွေကိုဒီလိုတခေါင်းနဲ့အပြက်ပြောင်းလိုက်တဲ့တောင်ကြီးသားတဲ့ တာလီမွေးစားမှာကိုရီးယားမင်းသားနဲ့တွေ့ပေမယ့်တဖြည်းဖြည်း PK ထုံးနဲ့တူလာလို့စိတ်ညစ်နေတဲ့ပိုးချပြုခင်တဲ့တဲ့ပုံလေးတပုံကြောင့်လောပိုင်ထားခဲ့တာမှန်နေစုပြီးလူပြောများနေတဲ့ဘော်ဘီဆော့ကစားတဲ့မိမလကျွန်း52မောင်နဲ့မြဝသားတို့တတိထားစရာဘေးအန္တရာယ်တဲ့ပဲဖြစ်ပါလေရှင်ဘော်ဘီဆော့ဆာနဲ့တူတန့်ရဲ့ပွဲမှာစုမိတ်မကောင်းလို့ပြနေလို့ပြည်သူမြစ်တာခံယူနေရတဲ့နော်ပေါ်ရဲ့သား တနိုင်ငံလုံးရဲ့ချန်ပန်လီနော့ဖုံးရင်ထားကတော့သူစနိုက်ချော်ခင်းတဲ့ဘော်ဘီဆော့ဆာရဲ့အရှင်မမှာဇွန်မိန်မကောင်လုပ်ပြနေလို့တနိုင်ငံလုံးကဝိုင်းစိန်ဟာကိုခံနေရပါပြီ။နော့ဖုံးရင်ထားနဲ့လွှာပိုင်ဟာဘော်ဘီဆော့ဆာပေါ်ကိုလုံးဝအာဏာချင်းမရှိဘဲခြေလေးချောင်းဆက်ခင်းခဲ့ကြတာဖြစ်ပြီးသူတို့ရဲ့သုံးဖွဲ့ဆိုင်စနစ်ဟာလည်းတနိုင်ငံလုံးအုံထားတဲ့အတိုင်းပြဿနာဖြစ်ခဲ့တာပါ။ ချစ်သူတက်တန်း73နှစ်ကုန်အချက်မရှိဝင်လို့ရတဲ့အတွက်ကရင်မကိုကရင်လူမျိုးတွေကပါစိတ်ပြတဲ့အထိဖြစ်ပွားခဲ့ပြီးအားလုံးကလည်းဝိုင်းကျင်ခဲ့ကြပါတယ်။ဖောက်ပြန်မိတဲ့လွှမ်းပိုင်ကတော့သူ့ကိုယ်သူဒီလိုမိန်းကလေးမျိုးနဲ့တွဲဖြစ်ခဲ့မိတာရှက်တယ်လို့ဖွင့်ပြောထားပူပါတယ်။အဆိုပါဖြစ်ရတဲ့နောက်ဆက်တွဲစုကြုံအနေနဲ့လည်းနော်ဖွဲ့ရဲ့တားကိုဘယ်သူမှမလေးစားကြတော့ဘဲလူကြီးတွေဆိုရင်ဒီကလေးမှစက်ကော့လက်ကော့ရှိတယ်ဆိုပြီးရှောင်ကြပါတယ်။ လက်တလုံးချင်းပါခဲ့တဲ့စုပြည့်တစင်တို့မင်္ဂလာပွဲမှာလည်းသူများယောက်ျားကြောင်တောင်နိုင်တဲ့နော်ဖော်ရီသားကိုလုံးဝပွဲတက်မဖိတ်တာကိုတွင်ရပါတယ်။ဒါပေမဲ့လည်းအမှုပညာလောကသားတွေဖြစ်တဲ့အတွက်ဘလို့ပဲဆက်လန်းစုတွေရှိခဲ့ပါစေအထူးဆုံစီရဖို့တော့အကြောင်းဖန်လာခဲ့ပါတယ်။အဲ့ဒါကတော့ရုပ်ရှင်လောကမှာအကောင်ကြီးကြီးဖြစ်တဲ့ပရိုဂျူဆာတယောက်ရဲ့မင်္ဂလာပွဲကိုသူတို့၃ယောက်လုံးမဖြစ်မနေတက်ခင်ရတာဖြစ်ပါတယ်။ အဆိုပါပွဲမှာဘော်ဘီဆော့ဆာကတတိုသမီးရံဝင်းလုတ်ခဲ့ပြီးနော်ဖိုအီထားကတော့ဧည့်သည်အနေနဲ့လာရောက်ခဲ့တာပါ အသေးပေါက်ဖို့ကောင်တာကတကယ်နဲ့နာတဲ့ဘော်ဘီဆော့ဆာလေးကစင်ပေါ်မှာ သူ့ဟာသူတီတီငိမ့်ငိမ့်လေးပြုံးနေပေမယ့်ဆက်စလုံးမတယောက်ကတော့ရှက်တယ်ရှက်တယ်ဆိုပြီးစွန်မိန်မကောင်လုတ်ပြနေတာပဲဖြစ်ပါတယ်ပန်းစီပန်းတဲ့နေရာမှာဆိုအရန်ကိုတည်တာပင်သူကိုယ်သူယောက်ျားမမြင်ဘူးတဲ့အပြုတ်ပြန်လေးဖြင့်နော်ဘောရီတာကတရုတ်ဆောင်ခဲ့ပါတယ် ငကိုကလေးကပန်းစီမလို့ချင်ရင်ဟိုဝေးကြီးမှာရှက်နေလို့ရှားပေမယ့်တမင်တကာကင်မရာရှိတဲ့လူအုပ်ကြားတဲ့အတင်းဝင်တို့ပင်စင်ဒရဲလာကိုက်ဖန်နေတာဖြစ်ပါတယ်။လက်ကလေမျက်နှာကိုအတင်းခွဲထားသလိုနောက်မှာရှိတဲ့လူတယောက်ရဲ့ရှင်ခွင်နဲ့ကောင်းဝင်တိုးနေတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်သူ့ဟာသူတယောက်တည်းဖြက်ဖြက်လူနေတဲ့နော့ဖောရဲ့ဓာတ်ကိုအလုံးကတတိထားမိသွားပြီးကင်မရာတွေကလည်းသူ့အပေါ်ကိုပဲဝိုင်းဝန်းလာခဲ့ပါတယ်။ စနိုက်ကျော်မရဲ့လှည့်ရက်ကိုအထာတိနေတဲ့ပေါ်ဘီဆော့ခ်စာကတော့ပြုံးပြီးသားချိနေကြတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ရုပ်ကလေးနဲ့မှမလိုက်အဖြစ်သေးပြနေတဲ့နော်ပေါ်ရီသားကိုတနိုင်ငံလုံးကပြည်သူမြတ်တာတွေဝိုင်းပုံနေကြပြီးအရှက်မရှိလိုက်တာဟင်သူများယောက်ျားကိုလူထားပြီးလူမြင်ကွင်းမှာစွန့်မိတ်မကောင်းလုံနေလိုက်တာယူသူမရှက်မြင်သူရှက်ဆိုတာဒါမျိုးကိုပြောတာဖြစ်မယ်။မင်းကလေးတွေတရားမှာအရေးကြီးဆုံးကသိခါတရားပါပဲ။ ရုပ်ပလောင်လာလာတန်ဖိုးမဲအောင်နေရင်ဘာဖြစ်မလဲဆိုတော့ဒီခင်မကိုပဲကြိထားကြဆိုပြီးမှတ်ချက်တွေဝိုင်းရေးခဲ့ကြပါတယ်။ပရိတ်သတ်ချင်းတို့ရောဘော်ဘီဆော့ဆာနဲ့တူတန်နေပွဲမှာဇွန်မင်းမကောင်လောက်ပြနေတဲ့နော်ဖောရဲ့ဓာပုံဘလူးများထင်ကြပါသလဲနော်။ဗီဒီယိုလေးကို မင်္ဂလာပွဲမှာတွေ့ဆုံတဲ့သူကိုရွှဲပြနေတဲ့ဟင်းဝင်ရနဲ့စုပြေတစင်ကိုအခုလိုပညာသားပါပါနဲ့တုံ့ပြန်ခဲ့တဲ့ဝါစုခိုင်တဲ့။တချိန်ကတိတ်ချစ်ခဲ့တဲ့ချစ်သူဆိုပေမဲ့လည်းအခုချိန်မှာတခြားမင်္ဂလာလက်ထဲမှာပျော်ရွှင်စွာရှိနေတဲ့ဟင်းဝင်ရကိုပွဲတစ်ခုမှမထင်မတဲ့ပုံစံနဲ့တုံ့ပြန်ခဲ့တာကဝါစုခိုင်တဲ့မှာဝါစုခိုင်တဲ့နဲ့ပူပူနွေ့နွေ့လက်ထပ်ထားတဲ့ဟင်းဝင်ရနဲ့စုပြေတစင်တို့ဟာရုပ်ရှင်လောကတွေကထုတ်လုပ်သူတို့ဖြစ်တဲ့ကိုရွှေမန်းခုံဝီမင်းမောင်ရဲ့မင်္ဂလာပွဲမှာထိတ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ကိုရွှေမန်းကိုဝင်းမင်းမောင်ဟာအနုပညာလောကမှာဩဇာရှိန်ဝါကြီးရဲ့ရုပ်ရှင်ပရိုဂျူဆာတူဖြစ်တာကြောင့်လေအနုပညာလောကတလောကလုံးကကိုရွှေမန်းနဲ့ဒေါက်တာဖူးပွင့်ခိုင်ရင်မင်္ဂလာပွဲကိုတက်ရောက်လာကြတာပါဒီလိုအချိန်မှာပဲချစ်ဆကျင်နာဆောင်ဟင်းဝီရဲ့နေစုပြည့်တစင်တဲ့အတူတချိန်ကဟင်းဝီရဲ့ချစ်သူဟာဝိုင်းစုခိုင်တဲ့နိုထိတ်တိုက်တွေ့ဆုံကြတာပါ ထိတ်တိုက်တွေ့ဆုံနေချိန်မှာဟင်းဝီရန်ရဲ့ဝိုင်းစုကန်သိန်းပေါ်မှာလှုပ်လိုက်တဲ့ပြုံမှုကလူပြောများစရာဖြစ်ခဲ့တယ်လို့ဝိုင်းစုကန်သိန်းကပညာသားပေါ်ပိုင်းနဲ့တုံ့ပြန်ခဲ့လို့လေပြည်သက်တွေကတော်တော်လေးအားရနေကြတာဖြစ်ပါတယ်အလုံးတိကျတဲ့တိုင်းဟိမယန်နဲ့ဝိုင်းစုခိုင်တိန်တို့ရဲ့အခြေအကျိစာဟာအနုပညာလောကမှာပြည်သက်တေချာခုထိပြောစရာတွေဖြစ်နေကြတာပါ အထူးသဖြင့်ဝိုင်းစုခိုင်တဲ့ဟေဝိယံတို့ဟာအရန်ကိုချက်ကခုပြေခဲ့ကြပြီးမယ်ဟေဝိယံမိသားတွေကတော့ဝိုင်းစုခိုင်တဲ့ကကြီးစားများတယ်မိဘတွေကချမ်းသာကြွားတာမရှိဘူးသူသားဘက်ကနင်းနာနေဆိုပြီးအတင်းခွဲခဲ့တာဖြစ်ပါတယ်ဒါကြောင့်လေဟေဝီယန်နူမီသားစုနဲ့ဝိုင်းစုခိုင်တဲ့ချာမှာစီးနေရှင်စရာပေါချာတွေရှိပါတယ်။ဒီလိုချင်းခုချင်းမှာတော့အာလုံးတီချာတဲ့အတိုင်းဟေဝီယန်နဲ့စုပြည့်တဲ့စင်တို့မောကွန်းတဲ့လက်မှတ်ထိုးကလက်ထပ်လိုက်ပါပြီ ။မကြာခင်ချိန်မှာကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဥဆွန်ကျွေးနဲ့မင်္ဂလာအိတ်ခံဖွဲ့ကိုလည်းကျင်းပသွားအောင်ပါပါ။ဒါပြင်ဟိဝိယံရဲ့မိဘတွေကလည်းအထူးသဖြင့်ဟိဝိယံဖခင်ဥဝင်းကိုကလည်းသူ့ရဲ့ချွေးမလေးစုပြည့်တစင်ကဘလောက်တော်ချောင်းဘလောက်တောင်ရည်ချင်းရှိချောင်းဘလူမျိုးဘာသာတရားလိုက်စားကဘလူမျိုးယောက်ျားရင်းနဲ့ပတ်သက်မှုခင်ရှင်ချောင်းရှွန်းရှွန်းဝင်နေအောင်ပိုးစုပတ်ဆက်ချီကျူးနေတာပါ။ ူတွေကတော့တဟဟဲဝိရဲ့မိဘတွေကဝိုင်းစုခန့်တင်းကိုစောင်းပြောနေတာဖြစ်မယ်လို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာပဲဟဲဝိရန်စုပြည့်တစင်နဲ့ဝိုင်းစုခန့်တင်းတို့ဟာတိုက်တိုက်ဆိုင်ဆိုင်မယ်ကိုရွှေမန်းရဲ့မင်္ဂလာပွဲမှာထိတ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လေလူတွေကဟေဝီယန်နဲ့ဝိုင်းစုခိုင်သိန်းတို့ဘလိုမျိုးထိတ်တိုက်ပွဲဖြစ်ကြမလဲဆိုပြီးစောင့်နေကြတာပါ။ကိုရွှေမန်းရဲ့မင်္ဂလာညစာစာပွဲမှာတော့ဝိုင်းစုခိုင်သိန်းကတချင်းစုခဲ့တာဖြစ်ပါတယ်။ဒီလိုအချိန်မှာဟေဝီယန်ကဝိုင်းစုခိုင်သိန်းတချင်းစုနေတဲ့စင်ပေါ်ကိုတစ်ချက်မှမကြည့်ဘဲစုပ်ပြစ်တစ်စင်မျက်နှာကိုပဲကြည့်ကတွတ်ထိုးနေကြတာဖြစ်ပါတယ်။ လူတွေကတော့ဟေဝိယံနေနဲ့စုပ်ပြည့်တစဉ်ပြဿနာရှာမှဆုံးနေတာဖြစ်မယ်လို့ဆိုကြတာပါ။တချို့ကလည်းဟေဝိယံဟာဝိုင်းစုခိုင်တဲ့ငုံရွှဲပြနေတာဖြစ်မယ်လို့ထင်ကြီးပေးနေကြတာဖြစ်ပါတယ်။ ဒီလိုချိန်မှာဝမ်စုခိုင်တဲ့ငါလည်းဟေးဝီယံကိုလှပစွာတုံ့ပြန်ခဲ့တာပါအနာကတော့ဝမ်စုခိုင်တဲ့ဟာတခြားသောမျိုးပညာရှင်တွေနဲ့ရင်းနှီးစွာနှုတ်ဆက်စကားပြောခဲ့ပေမယ့်ဟေးဝီယံရဲ့စိုးပြေတဲ့စဉ်ကိုတော့နည်းနည်းလေးတော့ဖမ်းမလုပ်ပေချိန်မိုးခဲ့တာဖြစ်ပါတယ်ဒါကြောင့်လည်းပြည်သက်တွေကအားရနေကြတာပါပြည်သက်တွေကရောဟေးဝီယံရဲ့စိုးပြေတဲ့စဉ်ကိုချိန်မိုးခဲ့တဲ့ဝမ်စုခိုင်တဲ့ကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင် ောင်နိုင်ကိုစီးကြီးတဲ့လူဝေဖန်နေကြတဲ့သူတွေကိုဒီလိုတခွနဲ့အပြက်ပြောင်းလိုက်တဲ့တောင်ကြီးတောင်မင်္ဂလာပါပရိသတ်များရှင်တောင်ကြီးတဆောင်နိုင်ကတော့အရှင်ကလေးကရှိနေခဲ့ပေမဲ့ဒီနေ့မှတော့ပိုပြီး training ဖြစ်နေတယ်လို့ပြောရမလို့ပါပဲအထူးသဖြင့်ရန်ကုန်မန္တလေးကလူတွေပိုပြီးတော့သွားဖို့အတွက်တာဆူနေကြတာပါဒါပေမဲ့ခုတော့တောင်ကြီးတဆောင်တိုင်းကဈေးကြီးတဲ့ငွေညစ်နေသလိုပဲဆိုရင်အတန်တွေကတစုံတစားနဲ့တော်တော်လေးကိုထွက်ပေါ်လာပါပြီ။ ဒီနေ့မှပို့ပြီးတော့စီကားလာလို့ငွေကြေးပိုင်းမှာရသလောက်တည့်ယူနေကြတယ်လို့အားလုံးကထင်နေကြတာပါ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့တောင်ကြီးသားဆစ်စစ်တယောက်ကတော့အခုလိုပဲတဲပြောပြလာခဲ့ပါပြီ။တောင်ကြီးတစ်ဆောင်နိုင်ဈေးကြီးနေဆိုတာအခုမှမဟုတ်ပါဘူး။ဟုံးလွန်ခဲ့တဲ့နှစ်30 40လောက်ကလေးကပါပဲ။ဒါပေမဲ့အဲ့ဒါကိုအခုမှပါနေထူဆန်းလုပ်ပြနေတာလေဆိုပြီးတနေသားတွေအလုံးကိုတောသားငပိနေဆိုတဲ့သဘောနဲ့အရင်ဆုံးဒဲဖယ်လိုက်ပါတယ် ကားပါကင်နေရာအတွက်တစည်းကို9000ပေးရတာတာမန်ဆိုရင်တောင်းမကျော်တဲ့ဝက်ကောင်းတုပ်တပွဲကိုတောင်ကြီးတဆောင်းနိုင်မှာ3000ယူတာအဲ့ဒီဈေးတွေကဘာလို့မထူးဆန်းလဲဆိုရင်တဆောင်းနိုင်ပွဲစီမှာဈေးရောင်းရဖို့အတွက်မှားရတဲ့ဆိုင်ကန်းပါမစ်လေးလန်းစီကလည်းတာမန်ထက်ကိုမတန်တဆဈေးများနေလို့ပါပဲဆိုတော့ကိုပြောပြလာပါတယ်အဲ့ဒီလိုဆိုရင်တော့လေနှစ်ဖက်မြပြီးပြန်တွေးကြည့်လိုက်တဲ့အခါမှာမှန်နေပြန်ပါတယ်ရှင် နောက်တစ်ခုသူထပ်ပြောတာကတော့တောင်ကြီးတဆောင်နိုင်ဆိုရာဟာတတိပွဲတော်ဖြစ်ကြောင်းနေရင်နဲ့ဖျားဆောင်ဖူးဖို့ပလန်ချပြီးကားက2000ကျွဲသွားပြန်ဟိုတယ်တစ်ခန်းထဲမှာရှင်းရောက်ပြုံးနေထမင်းပြူကိုစီးနေလူစားပြီးဓာတ်ပုံတွေကြီးလိမ်ရိုင်းအဲဒီလိုကလောချောင်းတာခီးစင်းတွေနဲ့တောင်ကြီးတဆောင်နိုင်ကလုံးဝကိုမတူပါဘူးလေရှင်။ဒါကြောင့်မို့လို့တုံးနိုင်ပြုံနိုင်မှသာလေတောင်ကြီးတဆောင်နိုင်ဆိုရာကြီးကိုလာခဲ့ကြတာအကောင်းဆုံးပဲနော်။ တရား9000လောက်စုပြီးရန်ကုန်မှာဝင့်မရတဲ့ဟူတီမိုတက်တွေကိုဝေဖို့ရှုထုတ်ဖို့တောင်ကြီးတဆောင်နိုင်လုပ်ပေးထားတာမဟုတ်ပါဘူးတဲ့ပြီးတော့ပြန်စင်းစားကြည့်ရင်ဒီကိစ္စကတောင်ကြီးသားတွေကိုတော့သွားပြီးဝေဖန်နေလို့မရပါဘူးနော်မိဘုံပြန်ကွင်းနဲ့ကဆိုင်ဒီကိုပဲကြည်လိုက်ပါဆိုင်တရာရှိရင်တောင်ကြီးသားတွေပိုင်းနာကဆယ်စုတစ်ခုမပြေပါဘူးလက်ချိုးရည်လိုတော်ရှာနေနေထားပါ တခြားမျိုးကနေလာပြီးစီးပွားလာရှာကြသူတွေကြည်ပါပဲနော်ဒီเจ้าကိုပြိတ္တတူကရောဘလုံများထင်မြင်မိကြပါသလဲရှင် တာလီမွေးကြမှာကိုရီးယားမင်းသားနဲ့တူပေမယ့်တဖြည်းဖြည်းပီကေတွန်းသားနဲ့တူလာလို့စိတ်ညစ်နေတဲ့ပိုချာဖြူခင်တားလီမွေးတဲ့အချိန်မှာကိုရီးယားမင်းသားလေးနဲ့တူပေမယ့်အခုချိန်မှာအဖေဖြစ်တဲ့ PK ထွန်းနဲ့ပို့ပို့တူလာချောင်းပြောလာတာကပိုးချဖြူခင်ပါအားလုံးသိကြတဲ့တင်းဥဆောင်မင်းသမီးပိုးချဖြူခင်ဟာအခုချိန်မှာတော့သူမရဲ့ဒုတိယမြောက်ရှင်သွေးလေးကို မွေးဖွားထားတာဖြစ်ပါတယ် အစောပိုင်းမှာတော့ပိုးချာဖြူခင်ကသူမရဲ့အငယ်ဆုံးသားလေးဟာကိုရီးယားမင်သားလီကျွန်းကီနဲ့တူတယ်ဆိုပြီးကြွားလုံးထုတ်ထားတာပါအမန်တကယ်မှလည်းပိုးချာဖြူခင်ရဲ့သားလေးဟာဖြူဖြူပွပွနဲ့တကယ်ကိုချက်စရာကောင်းကကိုရီးယားမင်သားလေးနဲ့တူနေရပါဒါကြောင့်လည်းလူတွေက ပြောနေကြတာပါဒါပေမဲ့လည်းအခုကလေးကြီးလာကတလားလောက်ကြာသွားချိန်မှာတော့ပိုးချာဖြူခင်ရဲ့သားငယ်လေးဟာကိုရီးယားမင်သားလီကျွန်းကီနဲ့မတူတော့ဘဲအကိုထွန်းနဲ့ပြူလာတယ်လို့ဆိုတာပါ ပိုးကြဖြူခင်ကပိုက်ထဲကထွက်ခါစားကတော့သူ့မယုတ်ပဲ။ဒါပေမဲ့တရက်တရက်သူ့ဖေနဲ့တူလာတာတော့မတက်နိုင်ကြောင်ပြောလာတာဖြစ်ပါလေ။ဒါပေမဲ့လေဖြေးသားစရာရှိတာကသူ့မရဲ့သားလေးဟာအသားရည်အရိုးစင်နဲ့လက်ချောင်းသွက်သွဲလက်လာလေးတွေကသူ့မနဲ့တူနေလို့စိတ်ချမ်းသာရတယ်လို့ပိုးကြဖြူခင်ကဆိုပါတယ်။ဒါပြင်ပိုးကြဖြူခင်ကသူ့မရဲ့ငယ်ဆုံးသားလေးစိန်ဦးညီရဲ့အလားပါကတော့ယောက်ျားပီတာနဲ့ရုံးရီမျိုးလိုလေဆိုပါတယ်။ ဓပုံလေးဓပုံချောင်းလွှမ်းပိုင်ထားခဲ့တာမှန်နေစုပြီးလူပြောများနေတဲ့ပေါ်ဘီဆော့ခ်ဆောင်ဓပုံလေးဓပုံချောင်းလွှမ်းပိုင်ကသူမကိုမြွေခဲ့ပင်နန်းစုရဲ့လူစုကိုရွေးချယ်သွားခဲ့တာမှန်နေစုပြီးလူပြောများနေတာကပေါ်ဘီဆော့ခ်ဆောင်ပါပေါ်ဘီဆော့ခ်ဆာရင်စူပါတက်ပုံကိုတော့ရုပ်ရှင်တော်ကလည်းကနာမည်ကြီးပရိုဂျူဆာတယောက်ဖြစ်တဲ့ကိုရွှေမန်းရဲ့မင်္ဂလာဆောင်မှာရှိုက်ကူးခဲ့တာဖြစ်ပါတယ်။ အလုံးတိကြတဲ့အတိုင်းအတိတ်တစ်ချိန်မှာတော့လှပိုင်နေပေါ်ပြီးဆော့ဆာတို့ဟာတိတ်ကျကြတဲ့ငှက်ချဲဥဆုံတွေဖြစ်ခင်ပါတယ်။သူတို့နှစ်ယောက်ရဲ့ဇလန်းကပရိသတ်တရဲ့မျက်စိရှိမှရင်ကြီးပြင်းလာခဲ့တာပါ။အဲ့ဒီတော့ကသူတို့နှစ်ယောက်လောက်လိုက်ဖက်တဲ့ဆုံတွေမရှိတော့ဘူးလို့တော့လူတွေကသတ်မှတ်ခဲ့ကြတာပါ။လောပိုင်နေပေါ်ပြီးဆော့ဆာတို့ဟာစဲကြောတက်ရွယ်မှာကလေးကချစ်ချိုက်ခဲ့ကြတာဖြစ်ကနေရောက်သားတူတူရုံကရင်အန်ဒါဂရ ౌండ్ ကနေ main street နိုင်ငံကျော်စူရော်တွေဖြစ်လာကြတာပါ နောက်ပိုင်းနေပေါ်ဘီဆော့ဆာတို့ဟာနှုတ်သားတူတူတွဲရင်အမှုပညာလုပ်တွေတူတူလုံးစားတူသွားတူကြောင်ညာတူတူရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။အထူးသဖြင့်လောပိုင်းနေပေါ်ဘီဆော့ဆာဟာပြည်သက်တီအားကြတဲ့ချစ်သူဇုံတွဲလေးဖြစ်ခင်တာပါ။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့လွားပိုင်နေပေါ်ပြီးဆော့ဆာတို့နေအောင်ဟာမထင်မှတ်ပဲလမ်းခွဲသွားခင်ရတာပါ ဒါကလည်းပြည်သက်တို့အားလုံးသိထားပြီးဖြစ်ကြတဲ့အတိုင်းလောပိုင်ဟာရုပ်ရှင်မင်းသားတည်ုံဆောင်လိုက်ကိုကူလာတဲ့ချိန်နော်ဖော်ဧထာနဲ့အမှုပညာလို့တူတူလို့ရင်နောင်မီလင်းကတာယာချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့လောပိုင်နဲ့ပေါ်ဘီဆော့ချာလမ်းခွဲခဲ့ကြရတာပါ။နော်ပိုင်ဟာပထမမှာတော့နော်ဖွဲ့အတာနဲ့ချစ်ကြိုက်ခဲ့ပေမယ့်အချောင်းမတိုက်ဆိုင်လိုလမ်းခွဲခဲ့ကောင်ဒုတိယမှာတော့နက်ဆွေရီဆိုနဲ့ချစ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ပေါ်ဘီဆော့ဆာကတော့ DJ Max Robin နဲ့ချစ်ကြိုက်ခဲ့တာပါ လူတွေကတော့စောပိုင်းမှာလွှမ်းပိုက်ဖြစ်တင်ကြတာဖြစ်ပါတယ်။ငချေဦးကိုတူတူရုံးကန်ခဲ့တဲ့ချစ်သူကိုအောင်မြင်လာချိန်မှာတတိယလူချောင်းပြစ်သွားခဲ့တာပေါ့။ပရိသတ်တီကလွှမ်းပိုက်ပေါ်တော်တော်လေးစိတ်ဆိုးခဲ့ကြတာပေါ့။ဘောဘီဆော့ဆာဘက်ကပင်တညတညွတ်တည်းရက်တီခဲ့ကြတာပါ။ဒါပေမဲ့အခုဘောဘီဆော့ဆာရဲ့တက်ပုံမှာတော့တော်တော်လေးကိုအိုလာတာပါ။ဒီလိုအိုမင်းလာတဲ့ဘောဘီဆော့ဆာနဲ့အသက်ကြီးလာပြီးမှအလမပြတ်သေးတဲ့နန်းစုရည်ဆိုနဲ့ရှင်လိုက်တဲ့အခါမှာနန်းစုရည်ဆိုကအပြတ်သက်တာနေတာဖြစ်ပါတယ်။ အလုံးသိကြတဲ့အတိုင်းယောက်ျားလေးဆိုတာကအလားကြိုက်တာမျိုးမဟုတ်လူတွေကလောပိုင်နေတဲ့ပေါ်ပြီးဆော့ဆာကိုမယူဘဲမမနန်းစုကိုရွေးဟာမန်းနေဆိုပြီးပြောကြတာပါဒါပေမဲ့လည်းတချို့ကတော့ယောက်ျားလေးတွေအလားမတားကဘဝတာယာဖို့မသေးကြကြောင်းမလားတဲ့မိမကပဲကိုဘဝအတွက်အေဂျင်စီမဲ့အဖော်မှုန်ဖြစ်နိုင်တယ်လို့ဆိုကြပါတယ် တကယ်တော့အလားတရားဆိုတာရှားကြီးပါပဲအတန်းရွယ်ရလာရင်အိုမင်းလာကြမှာပါပဲအဓိကကုပွန်တစ္ဆာရှိရှိနဲ့အခက်ခဲတွေကိုအတူဖြတ်ကျော်ပေးနိုင်တဲ့နားလည်မှုပေးနိုင်တဲ့မင်္ဂလိမျိုးကသာဘဝတသက်တာအတွက်ဖော်မွန်စစ်မှန်ဖြစ်တယ်လို့ထောက်ပြကြတာပါလောပိုင်းနေနေလှတဲ့မင်္ဂလီနော်ဖုံးရထားကိုရွှေမိလို့အသေးခွဲခဲ့ရတာကတသေးပါပဲဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလောပိုင်းနေနေပေါ်ပြီးဆော့ဆာထန်နန်းစုရည်ဒီဆိုကိုယူနာမှန်နေလို့ထင်ပါသလား မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်။မင်္ဂလာကျွန်42မောင်နဲ့မြေဝသားတို့တတိထားစရာပေးရန်တရင်လူငင်းတဲ့ရှက်ပိုင်းကမင်္ဂလာကျွန်ဒီအေယာဝတီမြစ်မှာဖြစ်ပွားခဲ့တဲ့42မောင်ဟာလိုင်းမောင်မှာတော်တော်လေးနာမည်ကြီးလွန်နေပါတယ် အဝေးကနေလှမ်းကြည့်ရင်တော့ပင်90လောက်မြင်မာတဲ့အင်အားကြီးလေစင်နမောင်းကြောင့်မြဝသားတွေအလုံးလန့်ပြန်ခဲ့ပြီးတချို့ကလည်းကြီးမားတဲ့တဘာဝဘေးရနေကြီးဖြစ်ပေါ်တော့မှလားလို့စိုးရိမ်ခဲ့ကြတာပါတကယ်တော့အင်အားဝီမြစ်ထဲမှာလေစင်နမောင်းဖြစ်တာဟာအထူးဆန်းကြီးတော့မဟုတ်ဘူးလေတို့အပူချိန်မကြီးများတဲ့အခါဖြစ်ပေါ်တတ်တဲ့တာမန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ် အဓိကအပြင်ဒီလေးစင်နမောင်းနေဟာမိုးကြိုးကာလမတ်လအေပြီလနဲ့မိုးကုံစက်တင်ဘာလအောက်တိုဘာလတွေမှာဖြစ်များလေရှိပါတယ်။ဒါပေမဲ့လေးစင်နမောင်းကြီးကြီးဆိုရင်တော့မြဝသားတွေတတိထားဖို့လိုအပ်ပါပြီ။လေးလို့ဆိုထိုင်ပူပြင်းတဲ့ကာလတွေမှာလေးစင်နမောင်းရဲ့အန္တရာယ်ကလေးတိုင်လုံးတနအီကို မိုင်းတရာကနေ200ကျော်ထိအားကောင်းနိုင်ပါတယ်။ ဒါဟာ Fujita scale ရ F2 F3 အဆင့်ရှိနိုင်ပြီး NAS မြန်မာတွေ52မောင်းနေဆိုရင်တော့တစ်ပင်ကြီးတွေကိုအမြင့်ကနှုတ်ပြတောင်းအိမ်မိုးတွေနယံတွေကိုလုံးဝပျက်စီးစေတောင်းကန်းနာကတဲတွေလေတွေနဲ့ရင်းရင်းငယ်တွေကိုပါမြေပြင်ပေါ်ကနေရုတ်တရက်ဆွဲတင်ဖြက်စီးပြ